ဖိုးဖမားအလုံးမင်္ဂလာပါကလော့ကွန်နာကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီတပတ်တော့ပြင်းပြလေးပွဲစဉ်တစ်ဆယ်တွေပြန်လဲရှင်ပြိုင်တော့မှာဖြစ်တဲ့အတွက်ကြောင့်ဒီထဲမှာကျွန်တော်ဘန်လီနဲ့အာဆင်နယ်တို့ရဲ့ပွဲကြိုသုံးသက်ချက်လေးကိုလုပ်ပေးတော့မှာဖြစ်ပါတယ်ဗီဒီယိုလေးမဆောက်ခင်ကျွန်တော်ရဲ့ YouTube Channel လေးကို Like and Subscribe လုပ်ကတဲ့ဒီကိုရင်းနဲ့ Like and Subscribe လုပ်ပြီးကူညီပေးတော့လို့ရပါတယ်โอเคအဲဆိုလို့ရှိရင်ကျွန်တော်တို့ဗီဒီယိုလေးကိုစလိုက်ကြအောင်ရင်းသုံးနေတဲ့ဒီနေ့သင်ကျွန်တော်တို့နောက်ဆုံးရှင်ပြိုင်ထားတဲ့၅ချိန် ကျွန်တော်ဒီနေ့သင်းမှာတော့ကျွန်တော်တို့တစ်ဖက်ကအာဆင်နယ်ကတော့ကျွန်တော်ဂျားရဲ့ထဲမှာကာဗွန်ကတ်တွေပါလေရှင်ပြိုင်ထားလို့ကျွန်တော်တို့ရှေ့ဒီမှာလည်းကျွန်တော်တို့ချန်ပီယံလိပွဲစဉ်၃နေရှင်ပြိုင်ထားတဲ့အတွက်ကြောင့်တစ်ဖက်ကကျွန်တော်တို့ဘန်လီသင်းနေနေတော့ကျွန်တော်တို့တစ်ဖက်မှာတပွဲတည်းကစားထားတဲ့ပုံစံလေးတွေတော့ရှိတယ်အဲ့တော့ကြောင့်လဲကျွန်တော်တို့အာဆင်နယ်နေနေနဲ့ကျွန်တော်တို့နောက်ဆုံးရှင်ပြိုင်ထားတဲ့၅ချိန်မှာဆိုရင်၅ချိန်စလုံးကျွန်တော်တို့အနိုင်ရလက်ကိုပုံဖော်ထားနိုင်ပြီးတော့တော်လေးမှကောင်းမွန်တဲ့ခြေစွမ်းတွေကိုပြသထားနိုင်တယ်လို့ပြောလို့ရတယ်ကျွန်တော်အိမ်ကွင်းဘန်လီဘန်လီကတော့ကျွန်တော်တို့နောက်ဆုံးရှင်ပြိုင်ထားတဲ့ ၅ချိန်ပါဆိုရင်သူအနေနဲ့၂ချိန်နိုင်ထားပြီးတော့၃ချိန်အထိရှင်းနေထားတာကိုတွေ့ရမယ်ဒီနေ့ကျွန်တော်တန်းတက်လာတဲ့အသင်းတွေထဲမှာတော့အဲဘန်လီတို့ဗန်လီရတော့နည်းနည်းအခြေအနေနည်းနည်းဆိုးတယ်လို့တော့ပြောလို့ရတယ်။ Okay ဆိုလို့ရှိရင်ဒီနှစ်သင်းရကျွန်တော်တို့ထိတ်တိုက်တွေ့ဆုံမှုဒီနှစ်သင်းရထိတ်တိုက်တွေ့ဆုံမှုမှာတော့ကျွန်တော်တို့အဲ န်လီကတော့ကျွန်တော်တို့တစ်ချိန်နိုင်ထားပြီးတော့သုံးချိန်တည်ကြထားတာတွေ့ရပြီးတော့တစ်ဖက်ကကျွန်တော်တို့အာဆင်နယ်ကတော့ကျွန်တော်တို့73ချိန်အထိကိုတော့မှနိုင်ထားတာတွေ့ရတဲ့ကြောင့်အာဆင်နယ်နေနဲ့တော်တော်လေးကမှအာတာလွန်နေတဲ့ပုံစံမျိုးလေးကိုမြင်တွေ့ရတယ်ဗျာအထူးသဖြင့်ကျွန်တော်တို့အာနောက်ဆုံးရှင်းမယ်ထားတဲ့9ချိန်မှာလည်းအာဆင်နယ်နေနဲ့9ချိန်သလုံးနိုင်ထားတယ်လို့ကျွန်တော်တို့ဟတ်တူဟတ်ထိတိုက်တွေ့ဆုံမှာလည်းအာဆင်နယ်နေနဲ့အမြဲတမ်းတိုက်ရိုက်ဈေးရထားတယ်လို့ကျွန်တော်တို့ဒီနေ့သင်းရကျွန်တော်တို့ထိတိုက်တွေ့ဆုံမှုတွေမှာလည်းအမြဲတမ်းလိုလိုကိုပြတ်တဲ့ အတွက်ကြောင့်ဒီနေ့နှစ်ခါဒီတစ်ခါကျွန်တော်တို့ထိတဲ့အတွက်ဆိုမှတော့အဲအာဆင်နယ်ကပဲကျွန်တော်တို့ဆက်ပြီးတော့ကျွန်တော်တို့အနိုင်ရလက်ကိုပုံဖော်နိုင်မှာဒါမှမဟုတ်ဘယ်နဲ့ကျွန်တော်တို့အမြဲတမ်းလို့လို့အဲအင်္ဂွေးမှာကျွန်တော်တို့ဘန်လီရဲ့အင်္ဂွေးမှာမြဲတမ်းလို့လို့အာဆင်နယ်ကအနိုင်ရမှုကိုဒီခါတော့ဘန်လီတို့အဆုံးသတ်နိုင်မလားဆိုတော့ကျွန်တော်တို့တစ်ချက်တော့အဆောင်ကြည့်ရမယ်။အမြဲအစဉ်ကျွန်တော်တို့ဒီနေ့သင်ရဲ့ကျွန်တော်တို့ အဲခမန်းလိုက်နဲ့လေးကိုတစ်ချက်သွားလိုက်ဒီနေ့တင်းမှာတော့ကျွန်တော်တို့တစ်ဖက်ကကျွန်တော်ဗန်လီဗန်လီကတော့ရှင်းပါတယ်ဒီနေ့အနေနဲ့သူ့ရဲ့အင်ကွင်းဖြစ်တဲ့တိုင်အောင်တစ်ဖက်ကအာဆင်နယ်ကိုရှင်းပြီးတော့ကစားဖို့ဆိုတာတော်တော်လေးမှမှဖြစ်နိုင်တဲ့ပုံစံမျိုးလေးတွေရှိတဲ့အတွက်ကြောင့်သူတို့အနေနဲ့အဲခန်းစစ်ကိုပဲအဓိကအသားပေးပြီးတော့သူတို့အနေနဲ့အဲတစ်ဖက်ကအာဆင်နယ်အမှားတွေကိုစောင့်ပြီးတော့ကစားသွားမယ်လို့တော့မြင်တယ်ဒီပုံစံကပဲသူတို့အတွက်အကောင်းဆုံးလို့တော့မြင်တယ်ဒီလိုမှမဟုတ်ဘဲနဲ့အာဆင်နယ်ကိုအဲတူတိုက်ကိုတိုက်ဆိုလို့ရှိရင်တော့အဲ ဘန်နေတင်းနေတဲ့တော်တော်လေးမှကြောင့်မလွယ်တဲ့ပုံစံမျိုးလေးတော့မြင်တာဒါမှလည်းတို့ရဲ့တစ်ဖက်ကနီးပြအာဘန်နေနီးပြအနေနဲ့လည်းဒီလိုမျိုးအာအမားတွေကိုလုံမယ်လို့တော့မထင်ဘူးဘာတက်ရောက်လဲဆိုရင်အာဆင်နယ်တော်တော်လေးမှအဲကောင်းမွန်တဲ့ပုံစံတွေနောက်ပြီးတိုက်ဆက်ဆွမ်းဆောင်ရည်တွေကိုတိနေတဲ့အတွက်ကြောင့်ဘန်လီတင်းနေနဲ့ခန်းစစ်ကိုပဲအသားပေးပြီးတော့ဒီနေ့ပွဲမှာဆော့သွားမယ်လို့တော့ကျွန်တော်ကတော့အမြင်နဲ့ โอเคอ่ะဆိုလို့ချင်းဘန်လီရဲ့ကမန်းလူစင်းလေးကိုတွားလိုက်အောင်ဘန်လီနေနဲ့သူတို့ရဲ့အဓိကကစားသမားဖြစ်တဲ့ဂိုးသမားတော့ဒူဘရာကာပဲကျွန်တော်ပေါ်ထွက်လာပြီသူတို့နောက်တန်းမှာတော့သူတို့ဒီနေ့မှာတော့ကျွန်တော်အမြင်ရဆိုရင်ဒီနေ့ကတော့ငားရောက်နေသူတို့အနေနဲ့ပိတ်ပြီးတော့ကစားသွားမယ်လို့မြင်တယ်ပါအတွက်ကြောင့်လဲဆိုရင်တစ်ဖက်ကအာဆင်နယ်ရဲ့တိုက်ဆက်ဆင်မှုကိုသူတို့အနေနဲ့ကြီးကြပ်ခံဖို့ဆိုလို့ဆိုရင်ငားရောက်မှပို့ပြီးတော့အဆင်ပြေမယ်လို့ထင်မယ်ပြီးလို့ဆိုရင်သူတို့အနေနဲ့အဲရှေ့ပွဲတွေမှာဘန်လီအသုံးပြုသွားသူပဲအသိဉာဏ်တွေတွေ့လို့ဆိုရင်သူတို့အနေနဲ့ fight fight ဆိုပြီးတော့နှစ်ထပ်တည်းကိုပိတ်ပြီးတော့အဲပုံစံမျိုးတွေတွေ့ရတယ်ဒီအတွက်ကြောင့် Arsenal အနေနဲ့တော်တော်လေးမှအာဖြူခွင်းဖြူခွင်းမှုလိုအပ်တယ်လို့တော့မြင်တယ်ဒီအတွက်ကြောင့်လည်း Arsenal အနေနဲ့အာဒီလိုမျိုးနောက်တန်းနေပိတ်ပြီးတော့အာ low block deep block တွေဆော့တဲ့အသင်းတွေဆိုလို့ရှိရင်သူတို့အနေနဲ့ဖြူခွင်းဖို့ဆိုလို့ရှိရင်အကောင်းဆုံးနီးလန်းနေတယ် Arsenal မှာရှိနေမယ်လို့တော့မြင်တယ်ဒီလိုရှိနေတဲ့ကြောင့်လည်းကျွန်တော်အပီမီယာလိပွဲစဉ်ကိုးပြီးတော့တဲ့အချိန်မှာ Arsenal အနေနဲ့ထိတ်ဆုံးမှရက်တည်နေနေတယ်လို့တော့ကျွန်တော်တော့ထင်တယ် Okay အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့သွားလိုက်ကြအောင် ။အဲဒါဆိုလို့ရှိရင်ဗန်လင်းရဲ့နောက်တန်းဗန်လင်းရဲ့နောက်တန်းမှာတော့ကျွန်တော်တို့ဟမ်မန်တို့ပါတို့ပြီးလို့ရှိရင်ဘတ်စကွီးတို့ပြီးလို့ရှိရင်တွန်စီးဘီပြီးလို့ရှိရင် ရော်ရင် ပြီးလို့ရှိရင်ကျွန်တော်တို့အဲကိုင်းမော်ပါတို့ဒီစုဖွဲ့တွေနဲ့ပဲသူတို့အဲပေါ်ထလာပြီးတော့အဲတစ်ဖက်ကအာဆင်နယ်ရဲ့တိုက်စစ်ကိုဒီနေ့ပွဲမှာတော့သူတို့အနေနဲ့ထိမ့်ချုပ်သွားမယ်လို့တော့မြင်တယ်ပြီးလို့ရှိရင်သူတို့ကွင်းလန်ကွင်းလန်မှာတော့သူတို့ရဲ့ကွင်းလန်ကတော့အဲ၃ရောက်လာသူတို့ကတော့5 3 2လောက်နဲ့ပဲဆော့ပြီးတော့တကယ်အာဆင်နယ်ရဲ့တိုက်စစ်ဆင်တဲ့အချိန်မှာကျွန်တော်တို့5 5ပုံစံမျိုးနဲ့သူတို့ကသွားပြီးတော့ အဲအာဆင်နယ်ရဲ့အမားတွေကနေဆောက်ပြီးတော့ကောင်တာပြန်သွားမဲ့ပုံစံမျိုးလေးရှိတယ်ဗျာသူတို့ကကွင်းလယ်မှာကြတော့ဖလော်ရီယန်တီနိုးတို့ရှိမယ်ပြီးလို့ဆိုရင်ကာလင်းတို့ပြီးလို့ကျတဲ့ယူဂိုချူဂူတို့အဲဒီကစားသမားစုဖွဲ့တွေနဲ့ပဲကျွန်တော်ပုံထက်လာပွဲထက်လာမယ်လို့တော့မြင်သူတို့တိုက်စစ်မှာတော့ကျွန်တော်တို့အန်တိုနီတို့တော့ပြီးရင်ကျွန်တော်ဖလမင်တို့အဲဒီတိုက်စစ်နှစ်ယောက်နဲ့ပဲအဓိကဥတည်ပြီးတော့ကစားသွားမယ်အထူးကအကြောင်းတော့ပြောချင်တာဗျာတစ်ဖက်ကအာဆင်နယ်ရဲ့ တိုက်စစ်ဆင်လာတဲ့အချိန်မှာဆိုလို့ရှင်ဒီကစားသမားတွေအကုန်လုံးဆင်းပြီးတော့တကယ်လို့သူတို့ကောင်တာပြန်ပေါက်တဲ့အချိန်မှာဆိုလို့ရှင်အန်တိုနီတို့ပြီးလို့ရှင်ဖရမင်နိုကိုပဲအဓိကကျွန်တော်တို့သူတို့ရဲ့မျက်နှာမြင့်တွေကိုအားပြုပြီးတော့အာဆင်နယ်ရဲ့အဲဂိုးပေါက်တွေပြန်လဲချိန်ချောက်မယ်လို့တော့မြင်တယ်ဒီနေ့တည်းကကျွန်တော်ထိုက်တိုက်တွေ့ဆုံမှုရတယ်အဲအိမ်ရှင်ဖြစ်တဲ့ဘန်လေးအရှင်မင်းကဘန်လေးတက်မှာတော့တိတ်ပြီးတော့အခွင့်အရေးဒီနေ့ပြမှာတော့တိတ်ပြီးတော့မရနိုင်ဘူးလို့ပြောလို့ရတယ်အာဆင်နယ်အနေနဲ့လည်းကျွန်တော်တို့အဲတင်းကြီးတွေအနေနဲ့တော်တော်လေးမှကျွန်တော်တို့အဲ ပွဲချက်တွေရင်ဆိုင်နေတဲ့အတွက်ကြောင့်အာဆင်နယ်နေနဲ့ကလည်းဒီပွဲတွေမှာကျွန်တော်တို့သူ့အနေနဲ့အမှတ်တွေများများဖျက်ထားလိုက်တာကောင်းဆုံးပဲလို့တော့ကျွန်တော်ကတော့မြင်တယ်ပြီးလို့ဆိုရင်ကျွန်တော်တို့အာဆင်နယ်အာဆင်နယ်မှာရဲ့ခမန်းလို့ဆိုရင်အာဆင်နယ်မှာတော့ကျွန်တော်တို့ပရောလီမှာကောင်းမွန်တဲ့ကစားသမားတွေရှိသေးတယ်ကျွန်တော်ဂျိုင်းထမ်းမှာရှင်ပိုင်နဲ့ကာတောင်ကတ်မှာလည်းတို့အနေနဲ့ရန်လူစင်းနေနဲ့ကိုအသုံးပြုသွားတာတွေ့ရတဲ့အတွက်ကြောင့်ဒီနေ့ပွဲကိုတို့လူစုံထုတ်ပြီးတော့အဲကန့်လာမယ်လို့မြင်တယ် သူရဲ့ကိုသမားနေရာမှာတော့သူတို့ရဲ့အဓိကကိုသမားဖြစ်တဲ့ကျွန်တော်တို့ဒေးဗစ်ရိုင်ယာပဲပို့ထွက်လာပြီးတော့နောက်တန်း၄ယောက်နေရာမှာတော့အဲကျွန်တော်တို့ဂျိုင်းထမအနာရထားတဲ့ကာလာဖီဝီဒီယိုပါလို့အပွဲထွက်လာမယ်လို့မြင်တယ်ပြီးလို့ဆိုရင်ကျွန်တော်တို့ကွာဘီယာတို့ပြီးလို့ဆိုရင်တင်မတို့ပွဲထွက်လာမယ်နောက်ဆလီဘာကတော့နည်းနည်းလေးအဲဒန်ယာရနေတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာတော့ကျွန်တော်တို့မော်စကွေးယာပဲပွဲထွက်လာမယ်လို့မြင်တယ်ပြီးရင်ကွင်းလေကွင်းလေစုဖွဲ့မှာတော့သူတို့ရဲ့အဓိကကစားသမားတွေဖြစ်တဲ့ဒီကန်ရိုက်တို့ပါလို့ရှိမယ်ပြီးလို့ဆိုရင်ဇူဘီမန်ဒီပြီးလို့ဆိုရင်အစီဒီစုဖွဲ့နယ်ပဲသူတို့အရှင်ပြိုင်လာမယ်လို့မြင်တယ် အဲဒီအစုဖွဲ့နဲ့မလဲတော်တော်လေးမှအဆင်ပြေမယ်လို့တော့မြင်တယ်ဘာဖြစ်လို့လဲ acido ရဲ့အတိုးလှုပ်တယ်ပြီးလို့ဆိုရင် decrone right ရဲ့ကျွန်တော်တို့လောင်းမောတွေပြီးလို့ဆိုရင်ကျွန်တော်တို့အဲပြည်တန်ကန်နဲ့ပြည်တန်ရတဲ့အချိန်တွေမှာဆိုလို့ဆိုရင် decrone right ရဲ့ကျွန်တော်တို့အဲပြည်တန်ကန်မှုတွေတော်တော်လေးမှကောင်းမွန်တဲ့အတွက်ကြောင့်အဲဒီနေ့သင်ရဲ့တစ်ဖက်ကကျွန်တော်တို့ low block deep block ဆော့တဲ့အသင်းနဲ့ဆိုလို့ဆိုရင်ကျွန်တော်တို့ဒီလိုမျိုးအဲ ဝမ်းမှန်ဝမ်းကြော်ဖက်မှုတွေကောင်းတဲ့ကစားသမားတွေကျုပ်လို့ဆိုရင်ကျွန်တော်ပြီးရင်ဘောလုံးပေးဖို့မှုကောင်းတဲ့ကစားသမားတွေနဲ့စုံတွဲမှာပို့ပြီးတော့အဆင်ပြေမယ်လို့တော့ကျွန်တော်ကတော့မြင်တာတိုက်ဆက်တိုက်ဆက်ကတော့တို့ရဲ့အဓိကတိုက်ဆက်သမားဖြစ်တယ်ကျွန်တော်စာကာတို့ဘာတွေပွဲထလာမယ်စာကဲလည်းကျွန်တော်ရဲ့ထမှာကျွန်တော်တို့အဲရှင်မြန်တဲ့ပွဲမှာတော့သူ့အနေနဲ့ဂိုးရီဘာအတွင်းနဲ့ပြီးလို့ဆိုရင်ပီတာယောဂရက်တို့ဘာလို့ရှိမယ်ပြီးရင်တော့ကျွန်တော်ကျွန်တော်တို့တစ်ခါကထွက်ဆော့တို့ဘာတို့အဲဒီအစုဟက်နေတဲ့ပဲထလာပြီးတော့အဘန်လီကိုကျွန်တော်တို့အဝေးကမှတောင်းရှင်ပြန်တဲ့ပုံမှာတော့တို့အနေနဲ့အနိုင်ရမနိုင်မယ်လို့တော့ကျွန်တော်ကမြင်တယ် မတွေ့ကြောင်လဲဆိုရင်ကစားသမားအင်အားကြီးမှလည်းရှင်းမယ်ဆိုရင်အာဆင်နယ်တော်တော်လေးဥမှာအပြတ်တက်ကိုကွာနေတာတွေ့ပြီးတော့ကျွန်တော်တို့အဲနောက်ဆုံးရှင်းမယ်ထားတဲ့အဲငါးပွဲကိုလည်းကြည့်မလားကျွန်တော်တို့ဟက်ဒူဟက်ထိုက်တိုက်တွေ့ဆုံမှုပဲကြည့်မလားဒီချိန်မှာတော့ကျွန်တော်တို့အာဆင်နယ်အဖက်ဖက်ဟို ဖက်ဘက်ကတာလွန်နေပြီးတော့အဲမြန်တဲ့လူအသာစီးရပြီးတော့ဂိုးတွေပြက်နေတဲ့အတွက်ကြောင့်ဒီတစ်ခါကျွန်တော်စုံတွဲမှုမှာရောဘယ်လင်ရဲ့အဝင်ဖြစ်တဲ့တိုင်အောင်အာဆင်နယ်တို့အနေနဲ့ဂိုးပြက်တွေပါတွေသွင်းနိုင်မလားဆိုတော့ကျွန်တော်တစ်ချက်တော့စောင့်ကြည့်ရမယ်ဘယ်လင်တင်းနေတဲ့တော့ခွင်းရင်းကတော့အဲအများကြီးတော့တိတ်မရှိသူတွက်ကတော့ကျွန်တော်အဲတနိဘာဆန်းလောက်ပဲရှိနေတဲ့အချိန်ဒီမှာဒါမှမဟုတ်ဘောလုံးဆိုတာကျွန်တော်တို့ဘောလုံးပွဲတစ်ပွဲဆိုမှဖြစ်နိုင်တဲ့အရာတွေရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့ မန္တလေးသွင်းကိုလည်းအများကြီးရှော့တက်ထားလို့မရဘူး။မန္တလေးရဲ့ကျွန်တော်တို့အဲနောက်တန်းပိတ်ပြီးတော့ကစားပြီးတော့သွင်းပြီးရင်ကျွန်တော်တို့အဲကောင်တာပြန်လာတဲ့အလုံးတွေလည်းရှိနေတဲ့အတွက်ကြောင့်အဲတစ်ဖက်ကအာဆင်နယ်အနေနဲ့နည်းနည်းလေးတော့ယူဆိုင်တင်းနေတယ်လို့တော့ကျွန်တော်တို့မြင်တယ်။ဒါပေမဲ့အာဆင်နယ်နောက်တန်းလည်းတော်တော်လေးမှကောင်းမွန်တဲ့ပုံစံတွေရှိတဲ့အတွက်ကြောင့်တစ်ဖက်ကဗန်လေးရဲ့တိုက်ဆက်အနေနဲ့သွင်းကိုတွေသွင်းအဲသွင်းကိုတွေရယူဖို့ဆိုတာတော်တော်လေးမှကျွန်တော်အမြင်ရဆိုခက်ခဲမယ်လို့တော့မြင်တယ်။ပြီးလို့ဆိုရင် Color Fury ရဲ့တိုက်ဆက်လိုက်ပါမှုတွေကလည်းတော်တော်လေးမှကောင်းမွန်တယ်လို့ ပြီးရင်ကျွန်တော်တို့တစ်ဖက်ကတင်းမရဲ့ကျွန်တော်တို့1 by 1ကြောင်းဖြတ်မှုလေးပြီးလို့ဆိုရင်အဲဘောလုံးပေးပွင့်မှုတွေကတော်တော်လေးမှကောင်းမွန်တဲ့ပုံစံတွေရှိတဲ့အတွက်ကြောင့်တစ်ဖက်ကကျွန်တော်တို့ဗန်လေအသင်းနေနဲ့အာဆင်နယ်နဲ့ရှင်ပြိုင်တဲ့ပုံမှာကျွန်တော်တို့ကတော့တိတ်ပြီးတော့မလွယ်ကူလှအောင်လို့တော့မြင်တယ်ဒီတင်တင်းရဲ့ထိတိုက်တဲ့ဆုံမှာတော့ကျွန်တော်တို့အဝေးကွက်မှာတွားရောက်ရှင်ပြိုင်မဲ့ကျွန်တော်တို့အာဆင်နယ်ပဲအနိုင်ရရှိမယ်လို့တော့မြင်ပြီးတော့3-0နဲ့ပဲပွဲပြီးသွားမယ်လို့တော့မြင်တယ်ညီကိုဒိန်နေနဲ့ရောဒီညရှင်ပြိုင်ညမဲ့ဗန်လေနဲ့အာဆင်နယ်တို့ရဲ့ပွဲမှာဖယ်တဲ့အနိုင်ရရှိပြီးတော့ ပဲတင်းကတော့ရှုံနေမှုအဲရှုံနေမှုကြုံတွေ့သွားမလဲဆိုတော့ဝင်ရောက်ဆွေးနွေးမှတ်ချက်ပေးသွားလို့ရပါတယ်။လာရောက်ကြည့်ချုပ်ပေးတဲ့ညီကိုတရားရှင်းနေတာကိုကျေးဇူးအများကြီးတင်ပါတယ်။ကျွန်တော်နောက်ဗီဒီယိုလေးမှာပြန်လဲဆုံတွေ့ကြတော့ဗျာ။